ရွှေရင်းသာဝယ်ဆောင်တဲ့အတူပြည်တန်တဲ့ဗရန်များတွေနဲ့ဘီလီယံကြီးအကုန်ကြခံကျင်းပါခဲ့လို့လူပြောများနေတဲ့မြန်မာဩဘာရဲ့တာမင်္ဂလာပွဲပရိသတ်များအားလုံးမင်္ဂလာပါရှင်ဆိုရှယ်မီဒီယာကိုဖွင့်လိုက်တာနဲ့မျက်စိချင်းလောက်အောင်ခန်းထားထဲပါလို့နဲ့မင်္ဂလာပွဲတခုရဲ့ပုံရိပ်တွေကအားလုံးရဲ့ကြားမှာရေပန်းအစားဆုံးသတင်းတခုဖြစ်နေလို့နေပါတယ် ဒီတစ်ခါမှာတော့အနုပညာရှင်တွေရဲ့မင်္ဂလာပွဲမဟုတ်ဘဲမြန်မာနိုင်ငံရဲ့ထိတ်တန်းစီးပွားရေးလုပ်ငန်းရှင်ကြီးတစုဖြစ်တဲ့မြန်မာဩဘာလုပ်ငန်းစုရဲ့တာကြီးမင်္ဂလာပွဲအကြောင်းပဲဖြစ်ပါတယ်။အခုချိန်ကတော့ဝါလာကင်းလို့တရင်ကျအချိန်ခါသမယဖြစ်လို့မြန်မာနိုင်ငံနေရအနှက်မှာမင်္ဂလာပွဲတွေကိုအပြိုင်ဆိုင်ကျင်းပနေကြတဲ့အချိန်မှဒီနေ့ထဲမှာတော့အနုပညာရှင်တွေဖြစ်ကြတဲ့အစိုးပြေသင်္ဆေနဲ့ဟင်းဝီယန်တို့ရဲ့မင်္ဂလာပွဲ မင်းသမီးမေဘကြီးတို့ရဲ့မင်္ဂလာပွဲတွေကလည်းပရိသတ်တွေကြားမှာစိတ်ဝင်စားနဲ့ပြောဆိုနေကြတဲ့သတင်းတွေဖြစ်ခဲ့တာပါဒါပေမဲ့လည်းအခုအရင်အနုပညာရှင်တွေရဲ့မင်္ဂလာပွဲတွေထက်တောင်တာလွန်သွားမလားထင်မဲ့ရလအောင်ဒါမှမဟုတ်တကယ်မင်္ဂလာပွဲကွာလို့ဆိုရလအောင်ကြီးကျယ်ခမ်းနားလို့နဲ့မင်္ဂလာပွဲကြီးတစ်ခုပေါ်ထွက်လို့လာခဲ့ပါတယ် အဲ့ဒါကတော့မြမဩဘာစီးပွားရေးလုပ်ငန်းစုကြီးရဲ့တာကြီးဖြစ်သူသတို့သားမောင်ပြည်စုံနဲ့သတို့သမီးမဆုလည်းထွန်းတို့ရဲ့တော်ဝင်ဆုလျားရစ်ပတ်မင်္ဂလာပွဲအခမ်းအနားကြီးပါပဲမြမဩဘာဆိုတာနဲ့မြမနိုင်ငံရဲ့စိုက်ပျိုးရေးလောကနဲ့တောင်သူဦးကြီးတွေကြားမှာမသိသူ မရှိသလောက်နာမည်ကြီးတဲ့တက်မြေဩဇာကုမ္ပဏီကြီးဖြစ်တာကြောင့်ဒီလုပ်ငန်းစုရဲ့တာကြီးမင်္ဂလာပွဲဟာဘလောက်တောင်မှခမ်းနားတယ်လို့ထင်ပါတယ် ဒီမင်္ဂလာပွဲမှာလူအများဆုံးအင်ရောတကြီးဖြစ်နေကြတာကတော့တခြားမဟုတ်ပါဘူးသူတို့သမီးမဆုလက်ထွင်းရဲ့အလားတရားပါပဲတကယ်ကိုနတ်သမီးလေးတပါမြေပြင်ပေါ်ဆင်းသက်လာသလားထင်မှန်ရလောက်အောင်ချောမောလှပလွန်နေကြရပါ သူမဝင်စင်ထားတဲ့အတိုင်းမသိဝတ်စုံကလည်းတော်ရုံဒီဇိုင်းမဟုတ်ပါဘူး။ရွှေရောင်ဟင်းသာဒီဇိုင်းနဲ့အမှုစိတ်ဖန်တီးထားပြီးတော့အဓိကပြောစရာဖြစ်နေတာကတော့သူမစင်မြန်းထားတဲ့ယတနာတွေပါပဲ။သူတို့သမီးရဲ့လဲတိုင်းမှာဝင်ကျောင်းနေရဲ့လဲဆွဲကြီးဟာကမ္ဘာဈေးကြီးဆုံးအဆင့်ဝင်တဲ့မိုးကုတ်ဗရန်များစစ်စစ်တွေနဲ့ဖန်တီးထားတာဖြစ်ပြီးတန်ဖိုးကိုဘီလီယံနဲ့ချီပြီးရှိတယ်လို့သိရပါတယ်။ ရမများတွေရဲ့အယောင်ကတောက်ပလွန်လွန်ဓာတ်ပုံထဲမှာတော့မျက်စိအကျဉ်းလောက်ရှားပါပဲ။ဒါတဲ့မဲလောက်ဆိုတော့မဟုတ်သေးပါဘူး။သူတို့သမီးဝိစင်ထားတဲ့ဝိစုံရဲ့ချုံဘဝပုံမှာတောင်ဟင်းသာရုပ်လေးတွေကိုပဒိန်ပညာနဲ့အနုစိတ်ထည့်သွင်းဖန်တီးထားပါသည်။နောက်ဆုံးသူမကန်ဆောင်ထားတဲ့လက်ကင်ကြာဘူးပန်းစီလေးကိုတောင်တာမန်ပန်းတွေမဟုတ်ပဲပရမများစိန်မြဆိုတဲ့ယတနာ၃မျိုးကိုပေါင်းဆက်ပြီးတော့ ဟန်ဒီထရာကတော့သူတို့ရဲ့ကြွယ်ဝမှုနဲ့သူတို့သမီးပေါ်မှာတန်မိုးထားမှုကိုတတ်သိပြနေတယ်လို့ပါပဲသူတို့သမီးရဲ့နေသမီးလေးလိုချုံမြင်းနဲ့အလားကို ဒီလိုပြည်တန်တဲ့ယတနာတွေနဲ့ပေါင်းစပ်လိုက်တဲ့အခါမှာတကယ့်ကိုမြမပြည်အခမ်းအနားဆုံးသရိုးသမီးဆိုတဲ့ဂုံပုံနဲ့ထိုက်တန်နေခဲ့ပါတယ်။ဒီပွဲဟာဘလောက်ထိအသေးစိတ်ပြင်ဆင်ထားသလဲဆိုရင်တခြားမင်္ဂလာပွဲတွေလိုတာမန်သချင်းဖွင့်တာမျိုးမဟုတ်ပါဘူး။သရိုးသားသရိုးသမီးပွဲထွက်ရှောက်လန်းဖို့အတွက်တီးတန့်ရေးဆက်ထားတဲ့ဟင်းသာဆိုတဲ့တချင်းတဲ့တပုတ်ကိုတောင်ဖန်တီးပြီးတော့ပွဲထုတ်ခဲ့တာဖြစ်ပါတယ်။သူတို့ရဲ့မင်္ဂလာဝတ်ဆောင်ဒီဇိုင်းကအစခန်းခန်းနာနာအပြင်အဆင်နောက်ဆုံးတချင်းအဆုံးတဲ့ဟင်းသာမှာ ောင်းနဲ့တင်စားပြီးတော့ခန္ဓာကြီးကျယ်စွာနဲ့ကျင်းပခဲ့ရာကြောင့်တကယ့်ကိုအထိပ်ပဲပြပါပါရယ် အခုလိုမျိုးမြန်မာအော်ပါလုပ်ငန်းစုကြီးရဲ့သားကြီးရဲ့သတို့သားပြည်စုံနဲ့နတ်သမီးလေးလိုလှပါတဲ့သတို့သမီးမဆုလဲထွန်းတို့ရဲ့မင်္ဂလာဝေကုံမြင်တွေ့ရတဲ့ပရိသတ်တွေကတော့တကယ်ကုသိုလ်ကံပါပဲမျက်စိတောင်မခွာနိုင်ဘူးဆိုပြီးတော့သူတို့ရဲ့ကံကောင်းခြင်းတွေပေါ်မှာမုထိတာပွားပြီးပီတိဖြစ်နေကြပါတယ်အခုကြည့်ရှုနေကြတဲ့ပရိသတ်တွေနေနဲ့သတို့သားနဲ့သတို့သမီးတို့ရဲ့ကြီးကျယ်ခမ်းနားတဲ့မင်္ဂလာဝေကိုအားကြနေကြပြီလားဒီလောက်ခမ်းနားတဲ့မင်္ဂလာဝေမျိုးမြန်မာပြည်မှာတွေ့မြင်ခဲ့ရတဲ့ပုံမှာဘယ်လိုမျိုးခံစားရလဲဆိုတာမှတ်ချက် ပြီးဝင်ရောက်ပြောသွားပြီးပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်